မင်္ဂလာပါ။မြစင်းသတင်းချာနဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်မတွေအပြင်ဒိုင်းတာလူမျိုးစုတွေအတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဗလမင်းထင်တရာမြောက်ဖက်ပိုင်းကစစ်ဆောင်စခန်း42ခုမှာခိုးလုံနေတဲ့စစ်ဆောင်တွေရဲ့အိမ်တွေအများပိုင်းပျက်စီးလာပြီဖြစ်တဲ့အတွက်ပြန်လည်မွတ်မံမှုအတွက်အကူအညီလိုအပ်နေပါတယ်။မြင်းကလေးနန်သိမ့်ပြီးမိလောင်ခဲ့တာကြောင့်ကချင်ပြည်နယ်က12တန်းဆံမွေးပွဲအဖြစ်လို့ပြည်စည်းသွားခဲ့ပါတယ် မြစ်ချနာမြို့မှာကိုဆိုလူရဲ့တပ်ဖြတ်မှုတွေကြောင့်စိုးရိမ်နေရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဝိုင်မော်မြို့နယ်ဗလာမင်းထင်တစားမြောက်ဖက်ပိုင်းကစစ်ဆောင်စခန်း42ခုမှာခိုးလုံနေတဲ့စစ်ဆောင်တွေရဲ့တဲအိမ်တွေအများပိုင်းပျက်စီးလာပြီဖြစ်တဲ့အတွက်ပြန်လည်မွတ်မံမှုအတွက်အကူအညီလိုအပ်နေပါတယ်။စစ်ဆောင်ခဲ့တာတနစ်နေပါရှိလာပြီဖြစ်ပြီးမိုးကနေတာတိစောက်ထားတာကြောင့် လေတံမိုးတံခဏရေမရှိတော့ဘူးလို့နောင်ချင်းစစ်ဆောင်စခန်းတာဝန်ခံကပြောပါတယ်နိုဝင်ဘာကဒီဘာခန်ဖေးစာချိုအဘကလေးကလေဒီမတဲ့နီကလေးရဖနီဒီဘုံဘဲဘုံရဘဲဒီမမလုံးမတဲ့နေဒီနေတဲ့ဘုံဘုံငယ်လေးမကျော်ငုကာချလေးမကျော်မလုံးမတဲ့ခင်နေတဲ့နွေရဒီဟာလေပြင်းတိုက်ခိုက်တဲ့ကာလဖြစ်တဲ့အပြင်မိုးသွင်းကာလလည်းရောက်လာတော့မှဖြစ်တာကြောင့်သူ့နဲ့အစားထိုးမိုးနိုင်ရင်အဆင်ပြေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ် စစ်ရှောင်းစခန်းမှာခိုလုံနေကြတဲ့ပြည်သူတွေဟာလက်ရှိနိုင်ငံရေးအခြေအနေအရမိမိနေရပ်ကိုပြန်ဖို့မဖြစ်နိုင်သေးတဲ့အတွက် ရေရှည်နေထိုင်ရအောင်မှဖြစ်တာကြောင့်ပြုပြင်မွမ်းမံပေးဖို့လဲတာဝန်ခံကတောင်းဆိုပါတယ်။စစ်ရှောင်းတွေလိုအပ်တဲ့အကူအညီအမျိုးမျိုးကို ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေအပြင်စစ်ဆောင်တွေရဲ့အချက်လက်တွေနဲ့စည်ရင်းစရာတွေကိုတင်ပြနိုင်ဖို့ဆက်သွယ်ရေးအတွက် Starlink တခုလည်းလိုအပ်နေရလို့ပြောပါရယ် ရောက်ခဲ့မှုတရားရာကင်းငင်းရတော့မစားရတော့လို့အန်ကေဘူကာကတနာကံရှိခုချာငကမရီစီလခေါင်ဖက်မစ်မခဲကင်းငင်းရငါကားရငါဘလာမင်းတင်တဲ့မြောက်ဘက်ပိုင်းတလျှောက်ကကျေးရွာတွေဖြစ်တဲ့နပန်းနောင်ချင်းမပွန်ဟန်ကောင်ငန်ခန့်ဘူးကွီထူခန်ယံစားတဲ့ကျေးရွာတွေအတွင်းမှာစစ်ဆောင်စခန်း42နေရာဖွင့်လှစ်ထားပြီးလူဦးရေ1000ကျော်ခိုးလုံနေကြတာဖြစ်ပါတယ် ဒါအပြင်စခန်းတိုင်းမှာထင်းမီးကိုအဓိကအသုံးပြုချက်ပြုတ်စားတော့ရတာဖြစ်တဲ့ကြောင့်ပတ်ဝန်းကျင်ရှိတစ်ပင်တွေကိုခုတ်ကထင်းဆိုင်လာတာတနည်းနည်းပါရှိပြီးဖြစ်လို့ထင်းရရှိဖို့ခက်ခဲလာပြီးဖြစ်တဲ့အတွက်ထင်းနဲ့လွှာစာမုံတွေကိုကူညီပေးချဖို့လည်းတောင်းဆိုနေပါတယ်။ရွာအတွင်းအလုတ်ကန်ရှားပါတာဖြစ်တဲ့အတွက်စစ်ဆောင်တွေဟာဝင်ငွေရဖို့အတွက်ရရအလုတ်ကိုလုတ်ကန်ပြီးစားတောက်နိုင်ဖို့ရုန်းကန်နေကြတယ်လို့ဘွန်စစ်ဆောင်စခန်းတာဝန်ခံကပြောပါတယ်။ จาทัวกัดจุดกัดมรียยังก็มีปังวาเดลงไงนิ่งอย่าจุงอย่าจะปันนี่ก็โลตงอ่ะแบบมวยละစစ်ဆောင်တွေအနေနဲ့စားတောက်ဖို့အတွက်တောင်မင်းရုံးကန်နေကြရတာဖြစ်လို့တခြားလူအပ်တာတွေအတွက်အကူအညီတောင်းရတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ဆောင်အင်ချိန်2200ဟာ ဝိုင်းမော်မြို့နဲ့မြို့အနီးအနားကကျေးရွာတွေကနေမနစ်ကမတ်လ9ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေကြောင့်တင်းရှောင်ခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်။ UNHCR ရဲ့မတ်လ19ရက်နေ့ကနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရကချင်းပြည်နယ်အတွင်းစစ်ပေးရှောင်ပြည်သူ93400ဦးရှိရလို့သိရပါတယ်။မြင်းကလင်းတန်းတင့်ပြီးမီးလောင်ခဲ့တာကြောင့် ကချင်ပြည်နယ်က12တန်းဆံမေးပွဲအဖြေလွှာတွေပျက်စီးသွားခဲ့ပါတယ်။မြင်းကလေးနန်တင့်မီမီလောင်ခဲတာကြောင့်မန္တလေးတက္ကသိုလ်ပြည်မဆောင်အတွင်ရောက်ရှိထားတဲ့ကချင်ပြည်နယ်က12တန်းဆံမေးပွဲအဖြေလွှာတွေအပါအဝင်တိုင်းနယ်ပြည်နယ်၃ခုကအဖြေလွှာတွေမီလောင်ပျက်စီးသွားခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ဆက်စပ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့အချိန်ငလင်းဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ပြည်မဆောင်မီလောင်ပျက်စီးမှုနဲ့အတူ မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝန်ထမ်းဆောင်မှုပွဲအဖြစ်လွားရီမိလောင်ပျက်စီးဆုံးရှုံးခဲ့ရလို့ဆိုပါရယ် နီလောင်ပျက်စီးမှုကြောင့်ကချင်ပြည်နယ်ကဖြေဆိုသူဦးရေ1699ဦးရေဖြေလွှာအုပ်ရေ9289အုပ်မန္တလေးတိုင်းဒေသကဖြေဆိုသူဦးရေ4644ဦးရေအဖြေလွှာ28940အုပ်အပြင်စကိုင်းတိုင်းရဖြေဆိုသူဦးရေ9313ဦးရေအဖြေလွှာ4329အုပ်တို့ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်မရှိလာနေဆက်ရှိရတောက်ချာနေမွန်လွဲပိုင်းတနအီဝင်ချင်းက မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာအကွာမှာ Airish Taske 9.9အစဉ်ရှိတဲ့ပြင်းထန်ငလင်းလောက်ခတ်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြုတ်ကျပျက်စီးခဲ့ပြီးနောက်ဆက်သွယ်အနေနဲ့မိလောင်ခဲ့တာကြောင့်အဲဒီမှာရှိတဲ့2024-25ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆမ်မွေပွဲအဖြေလွှာတွေလည်းဆုံးရှုံးသွားခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ ။မန္တလေးနှောက်ခက်ခဲမှုမှာနောက်ဆက်တွဲမီးလောင်မှုများဖြစ်ပေါ်ခဲ့ခြင်းမှာမန္တလေးတက္ကသိုလ်ပြင်ပဆောင်ကြီးတစ်ခုလုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနဲ့တူမန္တလေးတိုင်းဒေသကြီး Sky တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာ2024-2025တက္ကသိုလ်ဝင်စာမှုပဲအဖြစ်လာများသည်လဲမီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရပါတယ်။ စကောက်စီကတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဖိဆုပ်လို့ရတဲ့နေရာတွေမှာဆက်နှစ်တန်းအစင်တက္ကသိုလ်ဝန်ထမ်းဆက်မှုပွဲတွေကိုပြီးခဲ့တဲ့မတ်လ19ရက်နေ့ကနေ22ရက်နေ့အတွင်းဖိဆုပ်ချင်ပါခဲ့တာဖြစ်ပါတယ်။အခုနေ့တက္ကသိုလ်ဝန်ထမ်းဆက်မှုပွဲကိုဖိဆုပ်ဖို့အချင်းပင်တွေကစင်းတင်ထားတဲ့ចောင်းသူចောင်းသား6953ဦးရှိပြီးတနင်္ဂနွေလုံးအနေနဲ့2000ကျော်ရှိတယ်လို့ထုတ်ပြန်ထားချက်အရသိရပါတယ်။ မြစ်ကြီးနားမြစ်ဆုံလမ်းပေါ်ကအောင်မြင်သာအပန်းဖြေစကမ်းဖက်လူအယောက်နေပါသွားတာကြောင့်ဆိုင်ခန့်အများစုပိတ်ထားလိုက်ရတာနလကျော်လောက်ရှိလာပြီလို့သိရပါဗျ။နိုင်ငံရေးအခြေအနေကြောင့်တာမကဂုံစင်းနှုံအခြေအနေတွေကြောင့်ပါ2024ခုနှစ်နိုဝင်ဘာလလောက်ကစပြီးအပန်းဖြေစကမ်းဖက်လူအယောက်နေပါသွားတာလို့ဆိုပါတယ်။ဒါအပြင်73စီစေးမြင့်တက်မှုကြောင့်လည်းမြစ်ကြီးနားမြစ်ဆုံလမ်းပေါ်မှာစစ်ကောင်စီဂိတ်တိုးလာတာကြောင့်ပါအသွားအလာနေပါသွားတာဖြစ်နိုင်တယ်လို့ ောင်မြင်သာဒေတာခံပြည်သူတို့ကမြစ်ချနာတဲ့င်း channel ကိုပြောပါတယ်။ဆိုင်ရှာနီမငါမဆိုင်ဆိုင်နီမုံကျော်ငုံနာဒရမ်ပတ်တာရာကတိုင်မုံအင်စာမတ်အိုင်လေတချန်ခါကျော်ပွဲရီယံကိုဘိုက်ဖို့နာကုငုံနာတဲ့ကောနာနီယုံကိုမိတော်ရဲပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လနဲ့အောက်တိုဘာအတွင်းကမြစ်ချနာမြစ်ဆုံလမ်းပေါ်မှာစစ်ကောင်စီတပ်သားတွေတွာလာလှုပ်ရှားမှုရှိခဲ့တယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်းအောင်မြင်သာကျေးရွာအနီးစက်ကောင်စီတပ်သားတွေတွာလာလှုပ်ရှားမှုရှိခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်လက်ရှိအချိန်မှာမြစ်ချနာမြစ်ဆုံလမ်းအောင်မြင်တာကြေးရောမရောက်ခင်နောင်နန်းတိုက်နယ်ထဲမှာစစ်ကောင်စီတပ်သားတွေလှုပ်ရှားမှုရှိနေတယ်လို့မြစ်ဆုံအနီးတောင်ထက်ကြေးရောဘက်မှာလည်းစစ်ကောင်စီကစခန်းချထားတာတွေလည်းရှိနေတာပါအောင်မြင်တာကြီးရွာဟာ2012ခုနှစ်လောက်ကမြစ်ဆုံစီမံကိန်းကြောင့်ရောင်းရွှေ့ခဲ့ရတဲ့ပြည်သူတွေနေထိုင်ရာကြီးရွာတွေရလည်းဖြစ်ပါတယ်။အဲ့ဒီဒေတာခံပြည်သူတွေဟာတနိုင်တပိုင်လုပ်ငန်းအနေနဲ့ကြီးရွာအနီးကချောင်းတွေမှာအပန်းဖြေစခန်းဖွင့်ပြီးအသက်မွေးရောင်းချောင်းပြုနေကြရလည်းဖြစ်ပါတယ်။ ကိုဗစ်ကာလအချိန်တုန်းကလည်းဆိုင်ခန်းတွေပိတ်ထားခဲ့ရပြီးနောက်အသက်မွေးဝမ်းကြောင်းအတွက်ပြန်လည်ဖွင့်လှစ်လာတဲ့6လဝန်းကျင်2022ခုနှစ်ဧပြီလ26ရက်နေ့မှာအပန်းဖြေနေရာကဆိုင်ကန်းတဲ20ဝန်းကျင်မြည်လောင်ခဲ့ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံစီဒေသမှာရွှေတူးဖုံမှုကိုတားဆီးရင်ကုကန်တက် MNDAA ရဲ့ပြစ်ခတ်မှုကြောင့်အရက်သားတွေတိုက်ဆုံခဲ့ရမှုနဲ့ပတ်သက်ပြီးတောင်းဆိုချက်တချို့ကိုအထက်အဆင့်မှာ ဆွေးနွေးနေစေဖြစ်တယ်လို့သိရပါတယ်။ဖြစ်ကမှုပြဆင်အတွင်းထိခိုက်ကြွားတဲ့ဒူရီရဲ့ဈေးကုသဈေးနဲ့တည်ဆုံသွားသူတွေနဲ့ပတ်သက်တဲ့တံပိုးပုံလက္ခဏာအပြင်အပြစ်ပေးအရေးယူမှုတွေကိုအထက်ဆက်မှဆွေးနွေးနေစေဖြစ်ကြောင်းပြောဆိုရလို့ဒေတာကန်သူကမချနာတဲ့ရင်ချာနေကိုပြောပါရယ်။ 你二只铺垫，即系佢啦，坐凳系男嘅，跟住啦，蒙力康或者上面你个，你家当年我一怕人咬话咁了嘛，可你就当官攞工作，感觉攞钱呢点啲嘢咁嘅嘛。你话唔论出要做医生，唔论做医生啦，一唔论出国之前要看哪都高人啊。 ထိဆုံးထားတဲ့အရသာချုပ်ဦးကိုမတ်လ9ရက်နေ့ကဂူဒွင်းမြုံနန္နာရီရရွာလူချူကအဆောင်ရွက်ခဲ့တာဖြစ်ပြီးအဲ့ဒီနေရာကုန်ကြစည်တွေကိုတော့ MNDA ခံယုံကနေတာဝန်ယူပေးခဲ့ရလို့ဆိုပါရယ်။လက်ရှိမှာပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားတဲ့6ဦးထဲက3ဦးကတော့ဇေယုံစင်ပြီဖြစ်ပြီးကျန်3ဦးကတော့ဈေးကူတာနေစေအခြေအနေဖြစ်ပါရယ်။ဈေးကူတာစည်တွေကိုတော့အရကနေဝန်ဖွဲ့ကူညီပေးရတဲ့အပြင်ချင်းသာပြီးတော့ကုတမှုတွေလောက်ဆောင်ထားတာလို့သိရပါရယ်။ ဖြစ်ကမှုဖြစ်စဉ်အတွက်တာဝန်ရှိသူတွေကိုတရားစင်ဖို့အတွက်လည်းဆွေးနွေးနေစေဖြစ်ပြီးအပြစ်ပေးမှုကိုအရက်သားတွေရှေ့မှာဆောင်ရွက်ပေးဖို့နဲ့အရက်သားတွေတော်ရောက်နားထောင်လို့ကြောင်းပြောဆိုထားတယ်လို့လည်းပြောပါရယ် 嗰啲啊件，我先啱住啲乜做嘢，啱住乜睇完啊，五五人啊，即係嗱我變咗三個就唔做過，六幾個寫哪里？就都唔做過，咁就真就啱住六幾個啱住，只下啲人就唔係唔識講，对就係變好多，你講里，嚟啲啱住都會參與，啱住冇參與都會參與，睇完嗱架，參與嗱架，有可能個專家人啊？ ဖြစ်စဉ်နောက်ပိုင်းပြည်သူတွေနဲ့ဆွေးနွေးခဲ့ကြပြီးရွှေမသူဘုတ်တာမြင့်ချတဲ့နေရာမှာနောက်နောက်ရွှေမသူဘုတ်ကိုကိုကရင်အစင်းကသဘောတူပေးခဲ့တယ်လို့ဆိုပါတယ်။မုံစည်းဒေတာအတွင်းကရွှေမသူဘုတ်ဘုတ်တာမြင့်ချတဲ့နမလင်ချောင်းပတ်ဝန်းကျင်မှာကိုကန်တာ MNDA ဘက်ကရွှေသူဘုတ်နေရာကြောင့်မစလောက်9ရက်နေမှာအနီးအနားကဂျေရောက်ကော်မတီဝင်တွေတော်ရောက်တာမြင့်ရာကနေအခြေတင်ဖြစ်ပေါ်ခဲ့ကြပြီး MNDA တပ်သားတွေကတနက်နေ့ဖြစ်ခဲ့တာကြောင့်ရက်တာ6ဦးတိစုံပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မြကျနာမြို့မှာခိုးဆိုးလူရဲ့တပ်ဖြတ်မှုတွေကြောင့်စိုးရိမ်နေရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့မြို့တော်မြကျနာမြို့မှာခိုးဆိုးလူရဲ့တာတွေပေါ်တင်ကျွလွန်တဲ့အပြင်လူတပ်မှုကိုပါကျွလွန်နေကြတာကြောင့်နေဆန်တဲ့အမျှစိုးရိမ်စိတ်တွေနဲ့တွာလာလှုပ်ရှားနေရတယ်လို့မြကျနာမြို့ခံတွေကပြောပါတယ်။မြကျနာမြို့မှာအနာသိမ့်ပြီးနောက်စီးပွားရေးလူမှုရေးတွေပြက်ပြားလာတဲ့အပြင်ခိုးဆိုးလူရဲ့တာတွေကိုနေဆန်တဲ့အမျှကျွလွန်နေကြတာကြောင့်စိုးရိမ်မှုတွေမြင့်တက်နေရလို့ မင်းချနာမျိုးခအမျိုးသားတူကမင်းချနာတည်တင်းချာနယ်ကိုပြောပါတယ်။ရှာပွေစားသားကလည်းရန်ခတ်လာတယ်အလုပ်ကိန်းတွေလည်းရှားပါလာတယ်ဆိုတော့ပြီးတော့အဲ့လိုမျိုးပေါ့တရားမဝင်တဲ့ဒီမူရစီဝါတွေအဲ့အဲ့လိုမျိုးတခြားဒီခိုက်ဆက်စီးတဲ့ဟာတွေပေါ့နော်ပုံမတို့များပြားလာတဲ့အတွက်ကြောင့်တော့အဲ့လိုမျိုးလည်းပုံများပြစ်မှုတွေလည်းပုံများ crime ဖြစ်တဲ့ဟာတွေလည်းပုံများလာတယ်ပေါ့နော်ဆိုရင်မူအရောအမြင်အနေတိုင်းတော့ရှိရတယ်။တကယ်နဲ့တည်းလည်းမတူတဲ့အဲတည်င်းနေအဲတော့ပြမှုရဲ့အများကြီးတွေ့နေရ လုံခြုံမှုမရှိတာကြောင့်နေ့အချိန်တောင်တယောက်တည်းသွားလာရချိန်မှာတတိထားပြီးသွားလာနေကြရတယ်လို့ဆိုပါရယ်မြစ်ချနာမြို့မှာကားဆိုင်ကယ်တွေကိုလက်မတားပြီးလူရက်သွားတာတွေလည်းရှိရာကြောင့်စိုးရင်စိတ်နဲ့ပဲသွားလာနေရတယ်လို့လည်းမြစ်ချနာမြို့ခန့်အမျိုးသမီးတူကပြောပါရယ် စင်ကြီးအပိုင်ဆောင်ငါရမောစင်ကြီးတို့ရှတ်တဲ့ဘောဝမ်ရီမရီတို့ဒီနော်ဒီနေစင်ကြီးမြို့သူတော်ဟဲ့တဲ့ဘုန်းကြီးတက်ကနေပြေးလာမြစ်နာမျိုးမှာအရင်ကတရုတ်နိုင်ငံထုတ်ဘက်ထရီဆိုင်ကယ်တွေကိုခိုးယူတာတွေမရှိပေမဲ့လက်ရှိအချိန်မှာဘက်ထရီဆိုင်ကယ်အဟောင်းဖြစ်ဖြစ်ခိုးယူလူရတာတွေရှိနေတယ်လို့သိရပါဗျ။နောက်ထပ်မြစ်နာမျိုးခံအမျိုးသမီးတို့ကလည်းဒီနှစ်စပိုင်းကတည်းကလူတက်မှုကျူးလွန်တာတွေခက်စိတ်စိတ်မြင်တွေ့နေရတာကြောင့်ဘယ်အချိန်ပါဖြစ်မလဲမသိတတိထားစောင့်ကြည့်ပြီးနေနေရတယ်လို့လည်းဆိုပါဗျ။ မတ်လ9ရက်နေ့ကဝိုင်းမော်မြို့ရက်ကွက်9ကအမျိုးသမီးတူမတ်လ4ရက်နေ့ကမစ်နာမြို့အန်ဂျန်တုံရက်ကွက်ကအမျိုးသမီးတူမတ်လ3ရက်နေ့ကမစ်နာမြို့ရန်ပူရက်ကွက်ကအမျိုးသမီးတူနဲ့ဖေဗရူလာ28ရက်နေ့ကမစ်နာမြို့ CW ရက်ကွက်မှာအမျိုးသမီးတူတို့တပတ်အတွင်းတပ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်မစ်နာမြို့မှာတရားဥပဒေမဲ့လူတက်မှုတွေပါကျူးလွန်မှုတွေနဲ့ကားဆိုင်ကယ်ဖုန်းတွေနဲ့တခြားအဖို့တန်ပစ္စည်းတွေပေါ်ပေါ်တင်တင်ခိုးယူလူရတာတွေအပြင် အိမ်ဝေးတရဆန်မျိုးကိုလည်းခိုးယူတတ်စားရတယ်လည်းပြုလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကမချင်နာမျိုးရမ်ဘူရက်ွက်မှာမွေးရဆေးဝါးတွေပေါ်တင်ရောင်းဝယ်သုံးဆဲတာပြုလုပ်နေကြပြီးအဲ့ဒီသုံးဆဲတဲ့သူတွေကမွေးရဆေးဝါးနေနေရေးမှာပါဝင်တဲ့အမျိုးသားတို့အူကိုအကြမ်းဖက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တာဖြစ်ပါတယ်။အခုလိုမချင်နာမျိုးမှာလူတက်မှုတွေခိုးယူလို့ရတာတွေကိုချီချီရောက်ရောက်အေးအေးယူမှုတွေမပြုလုပ်နိုင်တာကြောင့်ကျွလွန်သူတွေကတံဖိုးနယ်ပစ္စည်းတစ်ခုအတွက် လူတပ်ဖို့ဝင်မလေးတဲ့အဆင့်တွေရောက်နေကြဖြစ်တယ်လို့ဆိုပါရယ်နိုင်ငံရေးအခြေအနေကောင်းတဲ့အချိန်မြစ်ချနာမြို့မှာခိုးယူလူရဲ့ဓမြတိုက်တာတွေရှိပေမဲ့လူတပ်မှုကျူးလွန်တဲ့အခြေမရှိတဲ့လောက်နေပါတာဖြစ်ပါရယ်လက်ရှိမြစ်ချနာမှာညပိုင်းတာမကနေပိုင်းမှာလည်းခိုးဆိုးလူရဲ့ပြင်လူတပ်တာတွေကိုပါတပြိုင်နက်ကျူးလွန်တာတွေရှိနေတာဖြစ်ပါရယ်တိုင်တန်းရမှာလည်းတိတိကျကျဖန်ဆီးပေးတာမျိုးမရှိပဲခိုးဆိုးလူရဲ့မှုအဆင့်လောက်ကိုရဲအဖွဲ့ကနေအရေးတူဖန်ဆီးလှုပ်ဆောင်တာမျိုးမရှိဘူးလို့ မြို့ခံတွေရဲ့ပြောဆိုချက်အရာသိရပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ကချင်ပြည်နယ်အပြင်တခြားပြည်နယ်တွေမှာလည်းတရားဥပဒေစိုးမိုးမှုနယ်ပါလာတာကြောင့်ဒုစရိုက်ကျွလွန်သူတွေလည်းပုံမှန်များပြားလာတာဖြစ်ပါတယ်။မြစ်နာဒရင်ချာနဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာရပလင်းနေ့မနေ့ရှင်းနိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်နာဒရင်ချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်ပရိသတ်အပေါင်းကိုစိတ်နှလုံးသုံးပါကျမ်းမာချမ်းသာကြပါစေ